က်ဆိုင်မှာပေါ့ဘာလို့မသက်ဆိုင်တာလဲမေးတယ်တို့လူဘင်းနားမလဲဆိုတော့မသက်ဆိုင်ဘူးကွာဘာလို့အဖေကြီးကတော့လက်ဆိုင်လို့ပြင်ကြအဲ့တော့စတာဘာဝပထဝီပြေသောအာဘောဝါရောဆိုတာခကြီးလေးပါပြောအဲ့တော့စဆိုတာဘာထားလဲပထဝီဓာတ်ဓာတ်ဆိုတာပြေသောဓာတ်ဘာဖြစ်လဲဓာတ်ဆိုတာအာဘောဓာတ်ဝါဆိုတာဝါရောဓာတ် သဒဘာဝပထဝီပေသောအာဝဝါယသဆိုတာဘာတက်လဲပထဝီဓာတ်သဆိုတာဘာဆိုဘလကျဲဘလကျဲဆိုတာအာဝဓာတ်အဲ့တော့ပထဝီဓာတ်ဆိုတာဘာလဲမြေဓာတ်ကိုပြောတာရေပုံလူထားရတာလို့မြေပုံလူနဲ့ပတ်သက်တဲ့အရာတွေမှန်နေရတယ်ပထဝီဓာတ်ကတော့ဖြစ်တာဒီသဒ္ဒဆိုတာဘာလို့36ခုတာလဲအဆုံးစုံတိုင်းဖြစ်တာ ချက်ချင်းမကြခဏပူလာလို့အဲဒီအပူလွန်ခဲ့ပြီဖြစ်တဲ့ယောဂါတွေကစေတာဖြစ်တာအဲဒါစေတော့တဲ့လွန်ခဲ့လို့ဖြစ်တဲ့ယောဂါတွေဟုတ်ပြီလားနောက်တစ်ခါပါအာဝဒအာဝဒဆိုတာယူသီးတာကိုပြောတော့အဲတော့ခန္ဓာကိုယ်လုံးတဲ့နှုတ်တာလာမှာမလိုအပ်တဲ့အထင်းရဲ့ချူးတွေအထင်းရဲ့ရနေပြီးတော့ရေအိတ်တွေရေရေဘောတွေပေါ်ပြီးတော့ယူသီးတာဇာတိရတဲ့တေးတစ်ခါမှကြာတယ်အာဝရပြတိလို့ယူသိတာဟုတ်ပြီလားနောက်တော့ကဝါယောဒ ဝါရတော့ပါပဲနေရနေပြတ်တာလို့မစင်မကျင်အသားတော့ကိုမစင်မကျင်သားလို့သေးပေါက်တက်ပြီးတော့နေပြတ်တာလို့နောက်နောက်ကနေပေါ်ပြန်တန်းလာတဲ့ပုံမအနေကိုကာကွယ်တာမျိုးလို့အဲ့ဒါလေးဝါရတယ်လို့ပြောတာအဲ့ဒီဘယ်လိုပြတ်ဒီတော့အာဝရဝါရတော့ဆိုတော့ဒီဘက်မှာညာဘက်မျိုးလေးမှာအုံကာမကာမသေးလို့ပေါက်လိုက်တယ်ဒါတက်သဘောရပဲကျွန်တော်ပြောတာအုံကာမကာမသေးလို့ပေါက်လိုက်တယ်မှန်လေးတယ် ရသဘောရအဘူဒကအေးဒါအေးဒီမှာအေးဒါပေါက်တဲ့အတွက်ကြောင့်ဒီမှာညာဘုံတို့ကခုနပရိသေတော့အဘောဝါ